ယုံငွေပြောခမကြငါကွန်းအလုံးပဲနေကောင်းကြမှာကြရလားဒီနေ့မှာတော့အမျိုးသမီးထုရဲ့ကြမှာရေးနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ရေအိတ်တဲ့ချင်း grace အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာရေအိတ်ဆိုတာအသားဆိုင်မဟုတ်ပဲနဲ့အရေတွေဒါမှမဟုတ်အစီတွေပြည့်နေတဲ့အိတ်လေးတတံပါပဲဒီရေအိတ်တွေကခန္ဓာကိုယ်ရဲ့နေရာတော်တော်များများမှာဖြစ်နိုင်ပေမဲ့ဒီနေ့မှာတော့အမျိုးသမီးတွေမှာအဖြစ်အများဆုံးနဲ့အရေးအကြီးဆုံးဖြစ်တဲ့တာဥအိမ်ရေအိတ်တဲ့ချင်း ovarian crisis အကြောင်းကိုအဓိကထားပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။တာဥအိမ်ရေအိတ်တွေထဲမှာအဖြစ်အများဆုံးကတော့တာမန်မျိုးဥအိမ်ရေအိတ် functional crisis လို့ခေါ်တဲ့ယာတီဆက်ဝန်းကြောင်ဖြစ်ပေါ်လာတဲ့အမျိုးအစားပါ။ဒီအမျိုးအစားကအန္တရာယ်မရှိသလောက်နေပါပြီးတော့ကုသမှုမလိုဘဲနဲ့လအနှင်းငယ်အတွင်းမှာပဲသူ့အလိုလို ပြန်ပြောက်သွားတတ်ပါတယ်။ဒါပေမဲ့တချို့ရေအိတ်တွေကတော့အချိန်ကြာလာတဲ့နဲ့အများကြီးလာတာနာကျင်လာတာတွေကို ဖြစ်တတ်ပါတယ်ဥပမာ Damoscrit အစီအိတ်လိုမျိုးတွေဒါမှမဟုတ် အန်ဒိုမက်ထရီယိုမှာတွေးအိတ်တွေဟာဈေးကူတာမှုဒါမှမဟုတ်ခွဲစိတ်ကူတာမှုတွေလိုအပ်နိုင်ပါတယ်ရေအိတ်အများစုဟာအလက္ခဏာမှမပြတတ်ပါဘူးဒါပေမဲ့ရေအိတ်ကကြီးလာရင်ပေါက်ပြဲသွားရင်ဒါမှမဟုတ်တအူးအိမ်လိန်သွားရင်တော့ဝမ်ပိုက်အောက်ပိုင်းမှာအနာကျင်ချင်းဒါမှမဟုတ်အောက်မယ်ပြီးတော့ဝမ်ပိုက်ဖောင်းပွားပြီးတော့လေးလံတယ်လို့ခန်းစားနေရမယ်စည်းကုံတဝိုင်းမှာနာကျင်ခြင်းတွေလည်းခံစားရနိုင်ပါတယ်အထူးသဖြင့်ရုတ်တရက်ပြင်းထန်ပြီးနာကျင်လာမယ်ပြုတ်အံ့မယ် ဖျားမယ်စတဲ့လက္ခဏာတွေဆိုရင်တော့ဆရာဝန်နဲ့အမြန်ဆုံးပြသဖို့လိုအပ်ပါတယ်တာဥအိမ်နဲ့ဆက်ဆက်ပြီးတော့မဖြစ်မနေတည်ထားတဲ့နောက်တစ်ခုကတော့တာဥအိမ်ရေအိတ်တဲချင်းလို့ခေါ်တဲ့ PCOS ပဲဖြစ်ပါတယ် PCOS ဆိုတာရေအိတ်တစ်ခုတည်းမဟုတ်ဘဲနဲ့တာဥအိမ်မှာရေအိတ်သေးသေးလေးတွေအများကြီးရှိနေပြီးဟော်မုန်းမညီများမှုပါတွဲလျက်ရှိနေတဲ့ယောဂလက္ခဏာစုတစ်ခုပဲဖြစ်ပါတယ်အဲဆိုရင် PCOS ဖြစ်ရင်ဘယ်လိုတွေခံစားရမလဲဆိုတော့ဓမ္မတာမမှန်ခြင်း ထိန်ချင်းဓမ္မမောရေလုံးဝမလာချင်းပြီးတော့ဝတ်ချံတွေပေါက်မယ်မျက်နှာနဲ့ခန္ဓာကိုယ်တွေမှာအမွေးအမြင်ထူထပ်လာမယ်ကိုယ်အလေးချိန်တက်လွယ်ပြီးတော့ခြာရခက်မယ်ကိုယ်ဝန်ဆောင်ရန်ခက်ခဲပြီးစတဲ့အရာတွေကိုခံစားလာရမယ်မကူတာပဲထိုင်းရင်တော့စီးချိုတွေးတိုးနဲ့တဲ့အင်ကင်စာလိုမျိုးတွေနောက်ဆက်တွဲဆိုးချိုးတွေကတော့အများကြီးဖြစ်လာနိုင်ပါလေဒါဆိုဒါကိုဘယ်လိုမျိုးတိနိုင်မလဲရေအိတ်တေခြင်းနဲ့ PCOS ကိုတိရှိနိုင်ဖို့အတွက်ဆီယာဝန်ကတော့တင်ပစုံးတွေစစ်ဆေးမှုတွေလုပ်မယ် အထရာဆောင်းတွေရိုက်မယ်လိုအပ်ပါကအတွေးစစ်ဆေးမှုတွေစတာတွေကိုလှုပ်ဆောင်မှာပဲဖြစ်ပါတယ်ကုသမှုကတော့ရေအိတ်အမျိုးအစားနဲ့အရွယ်အစားပေါ်မူတည်ပါတယ်တာမန်ရေအိတ်ဆိုတော့စောင့်ကြည့်ပြီးတော့နာကျင်တာဒါမှမဟုတ်ကြီးလာတာဆိုရင်တော့ဇေဝကုသခြင်းခွဲစိတ်ကုသခြင်းတွေကိုလည်းပြုလုပ်ရနိုင်ပါတယ် PCOS အတွက်ဆိုရင်တော့နေထိုင်မှုပုံစံပြောင်းလဲပြီးတော့ကိုယ်အလေးချိန်လျှော့ချမယ်လေ့ကျင့်ခန်းတွေလုပ်မယ်ဟော်မုန်းဇေဝတွေကိုတောက်တုံးခြင်းအပြည့်လဲကုသနိုင်ပါတယ် အနည်းချုပ်အနေနဲ့ရေအိပ်တဲခြင်းဆိုတာအမျိုးသမီးတိုင်းဖြစ်နိုင်တဲ့အရာပါအများစုကအန္တရာယ်မရှိပေမဲ့စောစီးစွာတရှိဖို့ကတော့အရေးအကြီးဆုံးပါပဲမိမိရဲ့ကျန်းမာရေးကိုဂရုစိုက်ပါတင်ပဆုံးတွင်စိတ်စစ်မှုတွေပုံမှန်ပြုလုပ်ပါခန္ဓာကိုယ်မှာပုံမှန်မဟုတ်တာတစ်ခုခုခံစားရရင်ဒါမှမဟုတ်ဓမ္မတာမမှန်တာတွေဖြစ်ရင်တော့မရှက်ပါနဲ့မကြောက်ပါနဲ့ဆရာဝန်နဲ့အချိန်မီတိုင်ပင်ဆွေးနွေးပါလို့တိုက်တွန်းရင်းနဲ့ပဲဤကုန်းကြောက်လိုက်ပါလေအားလုံးပဲကျန်းမာချမ်းသာခြင်းများကိုပိုင်ဆိုင်နိုင်ကြပါစေ။